ံစံမျိုးနှင့်ဆင်နွှဲရမည့်စပွဲမျိုးသည် သူနှင့်ဖြစ်ပါမလားဟုတွေးနေမိသည်သို့သော သူဤနှလုံးခုန်လုံးကတမနစ်လျင်ဆယ်ချိန်မျှကိုခုံလာနေပြီဆိုသည်ကိုတော့အသေးချာသိလိုက်သည် အေးပြကြားရသမျှတော့အတော်စိတ်ဝင်စားဖို့ကောင်းတဲ့အုပ်စုပဲဗျကျွန်တော်တို့ဘက်ကတော့မဖြစ်ဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ထားပြီးပြီးတော့တရားမမှုတွေစီရင်တဲ့စနစ်ကိုလည်း စင်ကြေတုံတရားတွေနဲ့ပြည့်နှက်လာအောင်ပြန်လုပ်ရမယ်လို့လည်းတန်နေတန်ချထားပြီးပြီလက်လွတ်စပယ်စီရင်ချက်တွေနဲ့ငွေရရင်ပြီးရောဆိုတဲ့ရှင်းနေတွေကြောင့်ကျွန်တော်တို့ရဲ့စီးပွားရေးတိုးတက်ဖို့အခွင့်အလမ်းတွေဆုံးရှုံးလာနေရတယ်ကုမ္ပဏီတွေ Mrs. B ကို ရောက်လာအောင်မစွဲဆောင်နိုင်တဲ့အပြင်အဝေးကိုထွက်သွားအောင်မောင်းထုတ်နေသလိုဖြစ်နေပြီအဲ့ဒါကိုကျွန်တော်လည်းသဘောတူတယ်ဗျာဟုတ် Fred ပြောလိုက်၍ဇာခာရီသည် ဝမ်းသာလွန်း၍ထောက်အောင်လိုက်ခြင်းသည့်စိတ်ကိုထိန်းလိုက်ရသည်တရားရုံးကိုရောက်လာတဲ့ဘာမှအရေးမပါတဲ့အမှုတွေခမားလည်းမြင်တွေ့နေမှာပဲကျွန်တော်တို့ကနိုင်ငံတော်အဆင့်ဥပဒေရေးရာပြုပြင်ပြောင်းလဲရေးအဖွဲ့တွေနဲ့လက်ချင်းချိတ်ပြီးအလုပ်လုပ်နေကြတာပါကောင်းတယ်ဗျာဒါနဲ့ခမားဘရုစ်ဟေဘီကိုဘလို့ကြောင့်ရောက်လာရတာလဲခမားနိုင်ငံရေးပိုင်းမှာရည်မှန်းချက်ရှိတာမစ္စတာဖရစ်ရေကောက်ခံဖြစ်လာဖို့ ကျိုးဝိုင်းနဲ့ဝင်ရကောင်းမလားလို့စိတ်ကူးရှိဘူးသလားအဲ့လိုမျိုးတော့မရှိခဲ့ဘူးပါဘူးဘယ်လိုပြောရမလဲကျွန်တော်တို့ဘက်ကသူတေသနာလုပ်ထားတာတော့ရှိတယ်အဲ့ဒီမှာတရားလွတ်တော်ကျုပ်အတွက်ခမားကအဖက်ဖက်ကပြည်စုံနဲ့ကိုယ်စလဲလောင်းဖြစ်နေတာတွေ့လာရတယ်ထိုစကားကိုကြားရ၍ထိုမြအထိရွတ်တွရလားဟု စိတ်ထဲကကြီးကျင်သွားမိသည်တကယ်တမ်းတွင်ကြီးစရာမကောင်းမင်းအလေးအနက်ပြောနေခြင်းဟု ယုံကြည်နိုင်လောက်သဖြင့်စိုးရင်ပူပန်သည့်ရည်ချင်းမျိုးဖြစ်တာဖြစ်ပေမည်။အခုပြောလာသည်ကအရေးကြီးတဲ့ကိစ္စမျိုးဖြစ်နေ၍အသေးအချာလေ့လာဆန်းစစ်ရတော့မည်။သူတေသနာဟုတ်လား။အိုးတိဟုတ်တာပေါ့ဗျာ။ကျွန်တော်တို့ဘက်ကအချိန်တွေအများကြီးအုံခံပြီးလုပ်ခဲ့ရတာ။ကျွန်တော်တို့သဘောကျတဲ့လူလည်းဖြစ်ရမယ်။နိုင်လဲနိုင်နိုင်တဲ့လူမျိုးလည်းဖြစ်ရမယ်ဆိုပြီးရွေးထုတ်ထားတာ။ကျွန်တော်တို့ကပြိုင်ဘက်တွေ ပြန်ရမယ်ပွဲမဲဆန္ဒရှင်တွေဘလို့အချိုးကျရှိနေတယ်ဆိုတာရယ်နိုင်ငံရေးအနေထားပါမကြံအာလုံးလေးလာနေတယ်တကယ်ပါကျွန်တော်တို့အချက်လက်တွေစုဆောင်းထားတာဘယ်သူမှလိုက်မမိနိုင်တယ်လို့အဲ့ဒီကနေလဲငွေကိုတလုံးတစ်ခဲတည်းရှာနိုင်တယ်ဒါထက်ပိုပြီးကြားကျင်သေးလားဖိတ်ကကြောကိုကုန်းနဲ့နှီးလိုက်ပြီးလက်နှစ်ဖက်ကိုခေါင်းနောက်ပြစ်တာခြေထောက်ကိုလည်းစပွဲပေါ်ပြစ်တင်လိုက်သည် လို့လေခမားပါကြောင့်ဒီရောက်လာတယ်ဆိုတာကိုလည်းပြောအခုလာမယ့်ဇန်နဝါရီထဲမှာ Mrs. P တောင်ပိုင်းခရိုင်ကိုပူစားပြုပြီးလက်ရှိတရားသူကြီးရှီလာမကာဒီနဲ့ပြိုင်ဖို့ပဲနိုင်ဖို့လည်းလွယ်တယ်ဟုတ်ယုံကြည်မှုအပြည့်နဲ့ပြောလိုက်သည်ကျွန်တော်တို့ကသူ့ကိုမကြိုက်ဘူးလုံပုံကိုင်မှုတွေကိုလည်းတဲမကြိုက်တော့ဘူးသူလုတ်ခဲ့တဲ့၉နှစ်ဆိုတဲ့ကာလအတွင်းစီရင်ဆုံးဖြတ်ခဲ့တာမှန်သမျှဘူး အကုန်လိလစမ်းစစ်ခဲ့ပြီးဒီအမျိုးသမီးအတော်ပြင်းထန်တဲ့ liberal တယောက်ဖြစ်မယ်လို့ယူဆထားတယ်။သူ့ရဲ့အတွင်းသဘောအမှန်ကိုဖုံးကွယ်ထားတာများတယ်။ခမောင်သူ့ကိုသိလား။ဖရစ်ကသိတယ်လို့ပြောရမိလို့ကြောက်လာ၍သွားရင်လာရင်တခါတော့စုံမှုတယ်။အတိကြီးတော့မဟုတ်ဘူး။ထုံများမကတီထားပြီးဖြစ်တယ်ကိုသူတို့ဘက်ကလေ့လာသိရှိထားပြီးဖြစ်တယ်။ တရားသူကြီးမကာတီသည်ရွန်ဖရစ်တို့ဘက်မှတင်သွင်းလာသော အမှုသုံးမှုကိုစီရင်ခဲ့ပြီးဖြစ်သည်ဆုံးဖြတ်တိုင်းလဲအခြားတစ်ဖက်ကိုအနိုင်ပေးခဲ့သည်ကြီးသာဖြစ်သည်ထိုအထဲတွင် ကုံလောင်ယုံအားမိတေရှုခဲ့မှုအတွေ့ဖရစ်သည်ရုံးတော်တွင် အချိတ်အနယ်ငင်းခုပြောဆိုခဲ့ရသည့်အကြောင်းများကိုတည်ထားခဲ့သည်ထိုအမှုတွင်ဖရစ်ဘက်ကငားမဲလေးမဲဖြင့်အေးနေသွားခဲ့သည် Mrs. PE တဦးရဲသောအမျိုးသမီးတရားသူကြီးသည်သူ့အဖို့တိတ်ပြီးအတုံးမတဲလာဟုယူဆကောင်းယူဆထားနိုင်သည်သူ့အညီထားကခလုတ်လုတ်ပဲဗျဟုဇာခာရီကပြောလိုက်သည်ကျွန်တော်သူ့ကိုနိုင်နိုင်တယ်လို့ခမားဘာကြောင့်ထင်နေရတာလဲဘာဖြစ်လို့လဲဆိုတော့ခမားမိသားစုတံမိုးကိုအလေးထားတဲ့ဘက်မှာအပြစ်ပြောစရာမရှိတဲ့ကွန်ဆာဗေးတစ်တယောက်မှလို့ပဲနောက်ပြီးကျွန်တော်တို့ဘက်မှာ လျှက်တစ်ပြက်နဲ့အရှိန်ပြင်းပြင်းမဲဆွဲခဲ့မှုတဲ့အတွေ့အကြုံရှိနေတယ်။အဲ့လိုလုပ်ဖို့လဲငွေကြေးရှိနေတယ်။အဲ့လိုမျိုးရှိနေတယ်ဟုတ်လား။ရှိတာမှအကန့်အသတ်မရှိဘူးသုံးလို့ရတယ်မစ္စတာဖစ်။ဩဇာတိတ်ကမှရှိတဲ့လူတွေနဲ့လဲပတ်တနာလှူထားသေးတယ်ဗျာ။ကျေးဇူးပြုပြီးလုံလို့ခေါ်ပါဗျာ။မကြမီမှာပင်လုံမလူနီလေးဖြစ်လာတော့မီ။โอเคတော့ကျွန်တော်တို့ ဘန်တို့အာမခံကုမ္ပဏီတို့စွမ်းအင်ကုမ္ပဏီတို့လုပ်ငန်းကြီးတွေကို ကိုစားပြုနေတဲ့အုပ်စုတွေနဲ့လည်းရံပုံငွေရဖို့အဆက်အသွယ်လှုပ်ထားပြီးပြီ။ရံပုံငွေဆိုလို့ပေါ်သေးသေးပမာဏလို့မထင်နဲ့တော့အဲ့ဒီငွေတွေနဲ့ကျွန်တော်တို့အားထားရဆုံး conservative ခရီးရန်တွေကိုလက်လန်းမိသလောက်ကြဲကြဲပြန့်ပြန့်စီယုံသွားမယ်။ဒီလိုလူမျိုးတွေကမဲဆွယ်ကာလရောက်လို့အချိန်အဟုန်မြင့်လာခြင်းရောက်ရင်ငွေကိုလည်းအမကန်းရှာပေးနိုင်တယ်။ဒါလည်းမဟုတ်သေးဘူး။မဲပေးဖို့လူတွေအများကြီးထွက်လာအောင် စီယုံနိုင်သေးတယ်။ခမ ्या ပြောပုံကတယ်လွယ်လာပါလား။ No တော့တကယ်ကြမလွယ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ဘက်ကရှုံးခဲ့တယ်။တနိုင်ငံလုံးပတ်ပြီးပွဲပေါင်းဒရာစင်ကျော်လောက်နှွှဲလာပြီဆိုတော့လူရဲကံရီကိုထက်ထက်ထက်အောင်တွေးနေတယ်လို့ဖြစ်လာတယ်။လူအတော်များများအံ့အားတသင့်ဖြစ်သွားစေမယ့်အောက်ပွဲတွေကျွန်တော်တို့ဘက်ကစုခုပေးနိုင်မှာလားဆိုတာမြင်လာအောင်အလေးချက်လုပ်ပေးနေတာ။ကျွန်တော်တရားသူကြီးတစ်ခါမှမလုပ်ဘူးလေ။ ကျွန်တော်တို့သိပါတယ်။ဒါကြောင့်လည်းခမည်းတော်သဘောကျတာပေါ့။လက်ရှိတရားသူကြီးတွေကခက်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 ဆုံးဖြတ်ချက်တွေချနေကြရတယ်။ခက်ခဲလေအငင်းပွားစရာတွေဖြစ်နေတယ်။အဲ့လိုဖြစ်လာတိုင်းသူတို့ကိုပြန်မဲ့တွေဘက်ကပြန်ပြီးအတုံးချလို့ရတဲ့အစားနာတွေမှတ်တမ်းတွေကြံရိတ်ခဲ့တာကြီးပဲ။အဲ့ဒါကြောင့်ခမည်းတော်ထမြက်တဲ့လူငယ်တွေသူတို့လိုဆုံးဖြတ်ချက်မျိုးတွေမချခဲ့ရတဲ့လူမျိုးတွေပဲအရွေးခံဖို့အကောင်းဆုံးအနေထားဖြစ်လာရတယ်။ တွေ့အကြုံမရှိဘူးဆိုတဲ့ဇာတ်ကားကဒီလိုနေရာမျိုးမှာအတော်နဝင်ချိုနေပါလားဟု တွေးလိုက်မိသည်ဖရစ်သည်သူ၏ရောက်ရက်ခက်ဖြစ်လာနေသော အတွေ့များကို ပြန်စုစည်းနေရ၍အတော်ကြအောင်ဘာမှမပြောနိုင်ပင်ဖြစ်နေသည်ဇာခာရီလည်းခံရမှထလိုက်ပြီးဂုံပြုမတန်များချိတ်ဆွဲထားရနေရန်ဘက်သို့လျှောက်သွားသည်နေရန်တွင်ဒီပလိုမာများရိုတာရီကလပ်မှဂုံပြုလာများ ကော့ဖ်ရိုက်နေသည့်ဓာတ်ပုံများဆိတ်လွတ်ကိုလွတ်ရိုက်ထားသည့်မိသားစုဓာတ်ပုံများဇနီးဖြစ်သူဒိုရင်းဤချစ်စရာမင်းနေဘေးနေပုံများခြေဆွဲထားသည်ဘေ့စ်ဘောယူနီဖောင်းနှင့်ဆက်နှစ်သားအရွယ်ဂျိုးရှ်သူအရက်လောက်နီးနီးရှိသည့်ငါးကြီးနှင့်ရိုက်ထားသောခုနှစ်နှစ်အရွယ်ဇီးဤပုံများလဲတွေ့နေရသည်ငါးနှစ်သမီးကလာလီစာကဘောလုံးကန်တီဝစ်ဆောင်နှင့်ဂျီနူးစရာကောင်းတဲ့မိသားစုလေးပဲဟုဇာခာရီကပြောလိုက်သည် ပြောပုံကအခုမှသိမြင်မှုသည့်ပုံပေါက်နေသည်ဖရစ်ကကျေးဇူးပဲဟုပြန်ပြောပြီးမျက်နာကလည်းသဘောခွေသွား၍ပြုံးနေသည်ကလေးတွေကချစ်စရာတွေကြီးပါလားအမေတူရီလေဗျာအခုပထမဆုံးအိမ်တော်မဲလားဟုတ်ဘာမှသိမထားသည့်ပုံဖြင့်ဖြတ်ကနေမေးလိုက်သည်ဟုတ်ပါဗျာကောလေးမှာတွေ့ခဲ့ကြလားဇာခာရီကထိုထက်မကပိုတိထားပြီးဖြစ်သည် 贪功心也多变那边贪差来的。